အဘသာဆရိစမောကဒီကုလားဖြစ်လာပါဒီနေ့တော့စစ်ရေးပြင်းထန်နေတဲ့အချိန်ဂရီကလရေတပ်ပေါင်းဆရိရေထုတ်ပြန်ချက်ကိုလိုက်နာကြဖို့ KNDF ဆိုရတဲ့ဒီဒီမော့ဆိုအနောက်ခြံကလမ်းမပေါ်မှာရေရှင်လာကြောက်စိုက်ကဲစီးသူတွေအခက်တွေ့နေတဲ့ဒီကယောလူမျိုး NUG တို့ဝင်ကြီးဦးချစ်တုံးကွဲလို့ရတဲ့ဒီစရိုက်ဖရဲအဖိုင်ရဲ့ဒီစက်တင်ဘာလ29ရက်နေ့အတွက်နေ့စဉ်ဒီနေ့ကိုကြားရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာဒီနေ့ကိုတင်ဆက်ပေးပါမယ် အတွင်းတပ်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာစစ်ရေးပြင်းထန်နေကြသော Greeny တော်လှန်ရေးတပ်ပေါင်းစုတွေထုတ်ပြန်ချက်ကိုလိုက်နာကြဖို့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF ကမနေ့ကစက်တင်ဘာလ20ရက်နေ့မှာအတိအပြီးထုတ်ပြန်ထားပါတယ်။ ဒီမောဆိုသောလက္ခဏာမှာတပ်ပွဲဖြစ်နေတာကြာပြီဖြစ်တဲ့အတွက်အဲ့ဒီနေရာကိုမသွားလာဖို့မြေပြင်မှာလည်းတားမြစ်ထားတာရှိတယ်လို့စီရီတည်င်းတွေမှာလည်းတိုက်ပွဲဖြစ်နေရဆိုတဲ့အကြောင်းထုတ်ပြန်ထားတာရှိတယ်လို့ KGF ရဲ့ဗဟိုတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံတာအေစုကဆိုပါတယ်ပြီးခဲ့တဲ့ဩဂတ်စ30ရက်နေ့ကတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ဒီမော့ဆူမျိုးတော်ကခလမ်းမပေါ်မှာစိုက်ကယ်မောင်းနေပြီးတွားရင်ဒေသခံတို့ကစစ်ကော်မရှင်တပ်ကတနက်နေ့ပြစ်တက်ခဲ့ပါတယ် စစ်ကောင်မရှင်တပ်ကဒီမော့ဆိုခရူဆိုလန်ပိုက်ကိုပြန်လည်ထိချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာဒီမော့ဆိုခရူဆိုလန်ဘေးတလျှောက်ကကြေးရွာတွေကိုလက်နေကြီးနဲ့ပြစ်ခတ်နေတယ်လို့စစ်တပ်ဖက်ကခရူဆိုမြို့နယ်ကတပ်စခန်းတွေကနေဘောလက်ခဲဖက်ကိုစစ်တောင်းထိုးကိုပြင်ဆင်နေရကြောင်းလန်ပိုက်တလျှောက်အနီးနားကကြေးရွာတွေမှာရှိနေတဲ့ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးတည်ရှိကြဖို့ကိုလည်း KNDF ကအသိပေးထားပါတယ်။ ဂရနီဒီတီမော့ဆိုအနောက်ဆက်ကအများပြည်သူတွာလာနေတဲ့လမ်းမပေါ်မှာ6ရီကြီးပြီးရေရှင်လာကြောင်းစိုက်ကယ်မောင်းပြီးတွာလာတဲ့ပြည်သူအများစုအခက်တွေ့နေပါတယ်။အခုရက်ပိုင်းအတွင်းမိုးရွာသွန်းတာကြောင့်6ရီရှက်ပြီးလမ်းမပေါ်မှာရေတွေကပြီးခဲ့တဲ့စက်တင်ဘာလ29ရက်ညပိုင်းအချိန်မိုးသေးထန်စွာရွာသွန်းပြီးတဲ့နောက်မှာရေပုံမြင့်တက်လာတာလို့သိရပါတယ်။ ဆိုင်ကယ်မောင်းနေပြီးသွားလာကြရတဲ့ပြည်သူအများစုဟာအဆိုပါချောင်းရီကိုဖျက်ရတဲ့အချိန်မှာဆိုင်ကယ်မောင်းနေရင်ဆက်ထိုးရက်သွားကြရတဲ့အကြောင်းတွေ့နေကြရတာပါ Trinity Pruso မြို့သားကယောလူမျိုးဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG Federal ပြည်ထောင်စုရေးရုံကြီးဌာနဒုဝန်ကြီး Marco Eco ချွတ်တော်ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့က96ပါယောဂနဲ့ပွဲဆောင်သွားခဲ့တယ်လို့သိရပါတယ်။ ။ဦးချစ်သူကွယ်လွန်သွားတဲ့အပေါ် Greenity ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IC Greenity အမျိုးသားတူတက်ရေးပါတီ KNPP နဲ့ Greenity အတိုင်းပေးခံကောင်စီ KSCC တို့ကပြီးခဲ့တဲ့ရက်တွေမှာအတီးတီးဝမ်းနဲ့ကြောင့်ထုတ်ပြန်လာကြပါတယ်။ဦးချင်းသူဟာကယောစာပင်ရဲ့ရည်ချင်းမှုကော်မတီဒုအပထလည်းဖြစ်တယ်လို့ခရီနီတီလူမျိုးပေါင်းစုံပြည်သူလူမျိုးရဲ့တပ်ဦးကလာလာတာဘဟုကော်မတီဝင်လည်းဖြစ်တယ်လို့သိရပြီးတော့ဦးချင်းသူကိုဆော့ရှုံလိုက်ရတာက ရနီတီရဲ့နိုင်ငံရေးတော်လှန်ရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပြီးတော့မိသားစုနဲ့ထပ်တူဝန်ထမ်းကြောင့်ကိုလည်း IEC ကထုတ်ပြန်ထားပါတယ်။ဥချစ်ထွန်ဟာကွယ်လွန်ချိန်မှာအသက်90နှစ်ရှိပြီလို့သိရပြီးတော့စက်တင်ဘာလ25ရက်မြန်မာစံတော်ချိန်17:00ဝန်းကျင်မှာကွယ်လွန်သွားခဲ့တာလို့ဤဆက်သူတွေထံကနေသိရပါတယ်။ ကျမ်းမာရေးအခြေအနေဆိုးရွားလာတဲ့အတွက်စက်တင်ဘာလ23ရက်နေ့ကစေကူတောက်မခံယူခဲ့ပြီးတော့နေရဲအကြမှာအခုလိုကွယ်လွန်သွားခဲ့တာလို့မီဆက်သူတွေကဆိုပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ ရီယန်နဲ့နိုင်ငံမှာဒီနေ့မှဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖုန်းဘူအလွိုင်းမုန်တိုင်းကြောင့်လူလူဦးသေဆုံးပြီး16ဦးပျောက်ဆုံးပြီးတော့မုန်တိုင်းဟာလာအိုနိုင်ငံကိုဦးတည်လာတာကြောင့်ဒီကြီးရေရှမ်းွေနဲ့လက်စစ်တပ်အလိုက်တွေပြိုကျခဲ့ပြီးတော့နေအိမ်တွေပြစ်စီခဲ့ပါတယ်။ ရှည်ကြီးရရှိမှုကြောင့်လူတဦးတည်ဆောက်ခဲ့ပြီးတော့နောက်တဦးကတော့တပင်လဲကြောင့်ကြောင့်တည်ဆောက်ခဲ့တာဖြစ်ပြီးလိုင်းကြီးပြီးငါဖန်းလေးနေစင်းဝင်တိုက်တာကြောင့်တန်ရတဲ့ခုနှစ်ဦးပြောက်ဆုံးနေပြီးတော့တခြားငါဖန်းလေးကတော့မုံတိုင်းအတွင်အဆက်အတွင်ပြတ်သက်သွားတယ်လို့အစိုးရရဲ့တဘောဘေးအန်တီစီမံခန့်ခွဲရေးအေဂျင်စီကပြောပါတယ် ိုင်ဖုန်းမုန်တိုင်းနဲ့တိုက်ခင်မှာအစိုးရကလူပေါင်း1,850ကျော်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ပြီးတော့ယာနဲ့ချီရဲ့လီခီးစင်ကိုဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။မုန်တိုင်းကြောင့်အခုအချိန်ထိအခြေနေရ40တောင်လောက်ပြည့်စည်ခဲ့ပြီးတော့စပားနဲ့အခြားကောက်ပဲတီနဲ့ဟက်တာ1,400နီးပါးရေနစ်မြုပ်ခဲ့ပြီးလို့သိရပါတယ်။ဒီတဲ့ရင်းကိုတော့ဘန်ကောက်ဖူးစတေးဌာနကိုကိုးကားတင်ဆက်ထားပါဗျ။ အမေရိကန်အစူရော်နဲ့တရုတ်ဆောင်ဆယ်လီနာဂေါမက်စ်ဟာသူ့ရဲ့ချစ်သူဂီတထောက်လုပ်သူဘလန်ကိုဘန်နီနဲ့ကယ်လီဖိုးနီးယားမှာလက်ထပ်ခဲ့ပြီးတော့ဆယ်လီနာဂေါမက်စ်ကသူ့ရဲ့လက်ထပ်တဲ့တဲ့ပင်ကို သူ့ရဲ့ Instagram အကောင့်ကနေအသိပေးခဲ့ပါတယ်။အသက်33နှစ်အရွယ်ဆယ်လီနာနဲ့အသက်39နှစ်အရွယ်ဘလန်ကိုတို့ဟာဒီဂီတ project အများကြီးကို အတူတူလုပ်ခဲ့ပြီးတဲ့နောက်2024ဒီဇင်ဘာလမှာချိန်တွေ့ခဲ့ကြတာပါ။ ဆယ်လီနာဂိုမက်စ်ဟာအဆိုတော်မလုပ်ခင်တောင်ခုနှစ်ကစပြီးတရုတ်ဆောင်အလုပ်ကိုလုပ်ခဲ့တာဖြစ်ပြီးတော့မကြာသေးခင်ကအမီလီယာပရီဆက်ကမှတရုတ်ဆောင်ထားပြီးတော့ဘလန်ကိုကတော့2018ခုနှစ်မှာသူ့ရဲ့တကူရောအယ်ဘမ်ကိုစပြီးတော့ထုတ်လုပ်ခဲ့တာဖြစ်ပြီးနာမည်ကြီးအဆိုတော်ဖြစ်တဲ့ Katy Perry, Britney, Priya နဲ့ Kesha ရဲ့သေးအယ်ဘမ်တွေကိုထုတ်ဝေခဲ့သူတွေဖြစ်ပါတယ်။ဒီတဲ့ရင်းကိုတော့ BBC သတင်းဌာနကိုကိုးကားတင်ဆက်ထားပါဗျ။ ဒီနေ့စက်တင်ဘာလ29ရက်နေ့ဖရက်အဖန်ရဲ့နေ့စတဲ့ဒင်းနဲ့နိုင်ငံတကာဒင်းတွေကိုကြားခဲ့ရပါကျွန်မအေးပါရှင့်